အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တည်းအောင်နေမိလားပါဆို Arsenal သင်းရဲ့ကံဝင်ကွင်းလေကစားမဟောင်းဖြစ်တဲ့ Champion ဟောင်းလည်းဖြစ်တဲ့နောက် England Lewis ရဲ့အဓိကကစားမဟောင်းတယောက်ဖြစ်တဲ့ Paul Merson ပေါ့လေလက်ရှိ Sky Sport မှာလုပ်နေတယ်ဆိုအခုလောလောဆယ်နေထားရ Paul Merson ကကျွန်တော်မှတ်မှတ်ရရပဲသူ Newcastle United နဲ့ပွဲမတိုင်ခင်အတုံးကကျွန်တော် Manchester City နဲ့ကံမဲ့ Newcastle နဲ့ကံမဲ့ပွဲမတိုင်ခင်မှာတကယ်လို့အဲ့ပွဲစဉ်တစ်ပွဲမှာ Arsenal ဟာ အ ਨੇ ဆုံး3မှတ်နဲ့4မှတ်မှမရရင် title race မှာ Arsenal ဟာလုံးဝပြိုလင်းချက်မရှိဘူးအထူးသဖြင့် Newcastle United ကိုရှုံးသွားတာနဲ့ Arsenal ရဲ့ race ကအဆုံးသတ်ပြီလို့ဖော်မဆင်ပြောခဲ့တယ်တကယ်လို့အဲ့ပွဲနှစ်ပွဲက၄မှတ်လောက်ယူပြီးတာနဲ့လက်ကျန်ပွဲတွေမှာအခြေအနေကောင်းရင်အာဆင်ဟာချန်ပီယံရစ်ဆယ်မှာတည်ကြပေါက်ရှိမယ်လို့ပြောတဲ့အခြေအနေအခုလက်ရှိမှာဒါဒီတစ်ပတ်နှစ်ပတ်အတွင်းဟာမီကယ်အာတီတာအတွက်ချန်ပီယံဆုဖလားကို အကောင်းဆုံးအခွင့်အရေးရပြီး advantage ရနိုင်မယ့် chance တစ်ခုရှိတယ်လို့သူကဆိုလာတယ်။သူပြောချင်တာတော့ရှင်းတယ်။သူ auto C September 16ရက်နေ့တုန်းက Arsenal ကဒီ Manchester City Newcastle နဲ့ပွဲမှာလေးမှတ်ရရင်သူတို့ရဲ့အသင်းဟာအမှတ်ပေး champion တူအမျှော်လင့်ကြလို့ရတယ်။အဲ့လိုမျိုးမလုံနိုင်ရင်ကျွန်တော်တို့အတင်းသွားပြီလို့သူပြောခဲ့တယ်။ဒါပေမဲ့အာဆင်ဟာကံကောင်းစွာနဲ့အဲ့နှစ်ပွဲမှာညူကာဆယ်ကိုဂါပရီယယ်ရဲ့နောက်ကျကို ။နောက်တစ်ဖက်ကမန်ချက်စတာစီးတီးကို Gabriel Martinelli ရဲ့နောက်ကျကူတွင်နဲ့နိုင်ပြီးတော့လေးမှတ်လုပ်ပြတယ်။ဆိုတော့ Champions League ပွဲအတွက် သူ့ရဲ့ position ရလာမဲ့တစ်ပတ်နှစ်ပတ်အတွင်းဟာသူတို့အတွက်အကောင်းဆုံး advantage လုံလောက်တဲ့ advantage ကိုကောင်းကောင်းရနိုင်မဲ့အခြေအနေမျိုးနဲ့ title race မှာသူ့ club သူ့ခြေဖြစ်လာမဲ့အခွင့်အရေးရလာဖို့ရှိတယ်လို့ဆိုတဲ့အဓိကကတော့ Liverpool က Aston Villa နဲ့ Manchester City ကိုပြန်ရမယ်။ မန်ချက်စတာစီးတီးကဘိုးမောင်နဲ့လီဗာပူးကိုပြိုင်ရမှာဖြစ်တဲ့အတွက်ဒီနှစ်သင်းထိပ်တိုက်ဆုံးတွေ့တဲ့ပွဲအပါဝင်တခြားပွဲစဉ်အခြေအနေကြောင့်အာဆင်နယ်ဟာကက်ကပူကြီးတဲ့ကြီးအောင် ကောင်းကောင်း create လုပ်နိုင်မဲ့အခွင့်အရေးရှိတယ်ပေါ့လေဆိုတော့သူ့အမြင်ရတော့အာတီတာရဲ့အာဆင်နယ်ကအခုဒီဘက်ကံပဲကျွန်တော်ဘန်လီနဲ့ပွဲရောဒါဘန်လီနဲ့ပွဲရောရှီတဘတ်ကံပဲဆန်ဒလန်ရဲ့ပွဲအဲ့ကြားထဲမှာကျွန်တော်ချန်ပီယံလိအဝေးဖြစ်စလာဗီးယားပရာဟာကိုအဝေးခွင့်သွားကြရမယ် back to back အဝေးခွင့်၃ပွဲရှိတယ် အဲ့သုံးပွဲမှာအာစနယ်ကချန်ပီယံလိပွဲကိုဖယ်ထားလိုက်ပရီးမီးယားလိဂ်တပွဲကိုသူတို့နိုင်ရင်အခုလက်ရှိ22မှတ်နဲ့ဆိုရင်တူတယ်28မှတ်ရမယ်ဆိုအဲ့ချက်ကအာစနယ်အတွက်28မှတ်ရရင်ပြိုင်ပတ်ဒါမန်ချက်စတာစီးတီးနဲ့လီဗာပူးကို advantage ကောင်းကောင်းရလိမ့်မယ်ပေါ့လေဆိုတော့ပြောချင်တဲ့အချက်ကဆိုတော့မန်ချက်စတာစီးတီးကဘုံမောက်ကိုခက်ခဲခဲကမ်းမယ်လီဗာပူးနဲ့ကမ်းမှာဖြစ်တဲ့အတွက်သူတို့အဲ့နှစ်ပွဲထဲမှာတပွဲတလီလောက်အမှတ်ရော့သွားရင် သူတို့6မှတ်မရပဲ5မှတ်ရရင် City ဟာရမှတ်16မှတ်ကနေရမှတ်20အဲ့ချိန်မှာအာဆင်က28မှတ်ရသွားမယ်ရှင်ရမှတ်10မှတ်ထိဖြတ်သွားနိုင်မယ်တခါလီဗာပူးကအခုအာဆင်ကို9မှတ်ပြက်ခံရတဲ့အချိန်မှာသူတို့အက်စတန်ဗီလာကိုခက်ခက်ခဲခဲကမ်းမယ်မန်စီးတီးနဲ့ဒါခက်ခဲခဲကမ်းမယ်ဆိုအဲ့နှစ်ပွဲမှာလီဗာပူးလည်း5မှတ်ပဲရမယ် City ပွဲတေးချဗီလာကိုနိုင်ခဲ့လို့ရှိရင်လီဗာပူးကအခုလက်ရှိရမှတ်15မှတ်ကနေရမှတ်19မှတ်ဆိုရင် အာဆနယ်ကလီဗာပူးကိုတူတဲအားဖြင့်ရပ်မှတ်ကိုမှတ်ဖြတ်နိုင်မယ်။အဲ့ဒါဆိုရင်အာဆနယ်တို့ကလက်ကျန်ရာသီပွဲမှာပြိုင်ဘက်တွေကို၃ပွဲလောက်ထိအမားခံလို့ရတဲ့အချက်ရဲ့ဒီရာသီတောင်တင်းလာတဲ့ defensive unit နဲ့အသင်းလိုက်ကစားပုံဒီရာသီမှာ squad တောင်တင်းမှုအခြေအနေတွေကြောင့်သူတို့အသင်း champion ဖြစ်နိုင်မဲ့အခွင့်အရေးအကောင်းဆုံးဖြစ်လာမယ်လို့သူဆိုတယ်။ဆိုတော့သူကတော့ Arsenal ကို၂ပွဲသုံးနိုင်ပါဗျာ။၂ပွဲသုံးနိုင်ရင်သူတို့ တေချာပေါက်6မှတ်ရရင်28မှတ်ရတော့တဲ့အချိန်မှာဒါလီဗာပူးနဲ့မန်ချက်စတာစီးတီးရဲ့ထိတ်တိုက်ပွဲကြောင့်သူတို့အသင်းအိုက်အဗန်တေ့ချ်ကိုယူနိုင်မယ်ပေါ့လေဆိုတော့ချန်ပီယံလိမှာလည်းလက်ရှိအာဆင်နယ်အသင်းကခြေစွမ်းကောင်းနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါဥရောပမှာလည်းကောင်းကောင်းမွန်မွန်နဲ့သူတို့ခီးကောင်းကောင်းဆက်နိုင်မယ်ဆိုတဲ့အချက်ကိုသူပြောထားတယ်ဆိုတော့အာဆင်ပေးသက်တေရောဘယ်လိုမြင်လဲတော့ပိုးမာစင်သူကတော့ရှင်းတယ်သူ့အသင်းဒါသူပြောတာကျွန်တော်မှတ်မရပါဘူးအတော့ Sky Sport မှာငါတို့ဒီနေ့ကျွန်တော်တို့ Arsenal Saturday မှာ Sunday မှာ လီဗာပူးကိုရှုံးတာနဲ့ပွဲပြီးပြီဆိုသူပြောခဲ့လီဗာပူးမဟုတ်အဲ့တော့ညူကာဆယ်သူပြောခဲ့တဲ့အတိုင်းပဲအဲ့မှာ somehow arsenal က manage လုပ်ပြီးတော့2-1နဲ့နိုင်သွားခဲ့တဲ့အတွက်ကြောင့်အရာရာဟာဘာလို့ပြီးခဲ့တဲ့ international break မှာလီဗာပူးကကျွန်တော်တို့9မှတ်ဖြတ်တာနဲ့အခုဒီပြီးခဲ့ now international break မတိုင်ခင်မှာကျွန်တော်တို့ကသူတို့ကို6မှတ်ဖြတ်ထားဒီ9မှတ်ဖြတ်ထားတာပေါ့လေဒီအချိန်ဟာလုံးဝပြောင်းလဲဆိုတော့တပတ်နဲ့တပတ်မှာလည်းမကြဘာမဆိုဖြစ်နိုင်တဲ့အချိန်မှာအာဒီလက်ရှိဒီဘယ်လိုပြောမလဲ ဖောမာစင်ပြောသလိုပဲအာဆင်နယ်အတွက်တကယ်ပဲအကောင်းဆုံး advantage ရတာဒီကြားထဲမှာတခြားအသင်းတွေကရောချမ်းရှိသေးလားကျွန်တော်ထင်တာတော့ consistent ဖြစ်တဲ့အခြေအနေတွေအားလုံးကြည့်ရင်ဒီနှစ်သင်းကလွယ်ပြီးချန်နယ်သင်းတွေတော့မလွယ်လောက်ဘူးဘလို့မြင်ကြလဲကိုမမဝေရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်